ကဲဒီနေ့တော့ဆရာမပြောပြရရင်များသွားပြီဒါအခုညအတွက်ကိုချိုပြီးမှအမ်ပြောဖို့ရလေးရိုက်ပြီးလိုက်တာပေါ့နော်ဗီဒီယိုလေးဆရာမရိုက်ပြီးထားလိုက်တာမနိုင်ပြောရင်တော့အများကြီးမပြောချင်တော့ဘူးပေါ့နည်းနည်းလေးဟိုဟိုဘာမှအရင်များဖက်များပြောနေရသလိုဖြစ်နေတော့လေဒါပေမဲ့ဒါ main ကလေးတွေအရင်အရေးကြီးတဲ့ကိစ္စလေးတခုတော့ပြောပြချင်သေးတယ်ဆရာမသမီးတို့ကအဲ့ဒါဆိုဘယ်လိုလုပ်ရမှာလဲ ဘလို့ယောက်ျားကိုသမီးတို့ကရှာယူရမှာလဲเนาะအဲ့လိုယောက်ျားမျိုးတွေနဲ့မတွေ့အောင်သမီးတို့ဘလို့လောက်ရမှာလဲဆိုပြီးမှမေးကြတာเนาะပြောကြတဲ့ခါကျတော့ခုခစ်မှာလေပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့တော်တော်ခက်တယ်เนาะတော်တော်ခက်တယ်တော်တော်ရှာရတာခက်မယ်အနေထားမှာရှိတယ်ဒါပေမဲ့ဆရာမတို့ကလေကိုဒီအမြဲတမ်းစဉ်ဆက်မပြတ်ကောင်းမွန်တဲ့အကြောင်းတရားတွေကိုသာဖြည့်ဆည်းထားပါဖြစ်လာမယ့်အကျိုးတရားတွေကိုစိတ်ဝင်စားပါနဲ့ ဖြစ်လာမယ်အကျိုးတရားတွေကိုစိတ်ဝင်စားနေကိုလုံးဆရာရှာလုံးเนาะကိုဘကဖြစ်ရမယ်အကြောင်းမျိုးဖြစ်ဒါဘာတွေလဲဒါဆိုအင်အောင်ကြီးကံကောင်းဖို့ရအတွက်ဘလို့အကြောင်းတရားတွေဆံမလို့ဖြစ်ကြမှာလဲဆိုရင်နံပါတ်1ကိုသည်တန်ဖိုးရှိတဲ့မိန်းကလေးတယောက်ဖြစ်ဖို့လိုတယ်เนาะကိုကအဖိုးတန်တဲ့မိန်းကလေးတယောက်ဖြစ်အောင်အခုကလေးကပြောဆိုပြုမှုနေထိုင်ထားမှတ်1နံပါတ်2ကိုသည်ရည်ချင်းရှိတဲ့မိန်းကလေးတယောက်ဖြစ်ရအောင် เนาะခုရဲ့အရေးချင်းကိုလည်းထုတ်ဖော်ပြီးတော့မှအတုံးချတတ်တဲ့မိန်းကလေးတယောက်ဖြစ်ဖို့လိုတယ်ဒါနံပါတ်1နံပါတ်3ဆ iam တို့မိန်းကလေးတွေမှာအရေးကြီးဆုံးဒီကိုကျင်တရားဖြစ်တယ်ဒါကြောင့်မို့ဆ iam တို့ဒီကိုကျင်တရားကိုထိမ့်သိမ့်နဲ့မိန်းကလေးတယောက်ဖြစ်ဖို့လိုတယ်အဲ့တော့ကိုဒီအမြဲတမ်းကိုကျင်တရားကိုကိုအသက်ထက်ပိုပြီးမှတန်ဖိုးထားတဲ့မိန်းမတယောက်ဖြစ်ရမယ်เนาะနံပါတ်4နံပါတ်4ကဘာလဲဆိုလို့ရှိရင် ဆရာမတို့ကကိုကိုအချောင်းချောင်းချောင်းလာပြီးတော့မှရွေးချယ်ပြီးတော့မှ လာကြိုက်ကြတဲ့သူတွေက ကိုနဲ့တင့်တော်မဲ့သူကိုကို ပြန်ရွေးချယ်လိုက်ပြီအဲရွေးချယ်လိုက်တဲ့သူမှာကိုရွေးချယ်လိုက်တဲ့ယောက်ျားတစ်ယောက်ဒီအရေးအကြီးဆုံးအချက်ကကိုကို အမှန်တကယ်တမိုးထားပြီးချစ်မြတ်နိုးရဲ့ယောက်ျားတစ်ယောက်ဖြစ်ဖို့လိုတယ်နော်ကိုကိုအရန်ချစ်တဲ့ကိုကိုတကယ်မြတ်နိုးတဲ့တမိုးထားတဲ့ယောက်ျားတစ်ယောက်ဖြစ်ဖို့လိုတယ် ြီးရင်ဒီယောက်ျားတစ်ယောက်ကကိုနဲ့နှစ်ယောက်တီးဆောက်မဲ့ဘဝတစ်ခုကိုတတိရှိရှိနဲ့เนาะရုံးကန်ပြီးတော့မှတီးဆောက်ရဲတဲ့ယောက်ျားတစ်ယောက်ဖြစ်ဖို့လိုတယ်။အဲ့ဒါအရေးအကြီးဆုံးချက်ပြီးယောက်ျားလေးနဲ့ပတ်သက်လာ။ကျန်တာတော့ဆရာမတို့တွေကသူ့ရဲ့ကိုယ်ကိုလာကြိုက်တဲ့သူတွေမှာအာဒါဟိုဘလို့အခြေအနေတွေဘလို့တွေပါလာမယ်ဆိုတော့ဘာမှမပြောနိုင်ဘူး။ မပြောနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ယောက်ျားလေးကိုရွေးချယ်တဲ့အခါမှာသူ့ရဲ့ရုပ်ရည်တွေသူ့ရဲ့အုပ်စာပစ္စည်းတွေနော်သူ့ရဲ့ပညာရည်ချင်းတွေဒါတွေကိုသွားကြည့်ပြီးမှအပေါ်ရန်နဲ့ဆုဖြတ်လို့မရဘူးဒါပေမဲ့ဆွဆွပြောတဲ့အရေးကြီးဆုံးကကိုယ့်ကိုတကယ်ချစ်တဲ့သူဖြစ်ဖို့လိုတာနော်အဲ့ဒါအရေးကြီးဆုံးချက်ပဲကိုယ့်ကိုတကယ်ချစ်တဲ့ယောက်ျားတစ်ယောက်ကစင်စက်မပြဲကိုယ့်ဘဝကိုတင့်တင့်တယ်တယ်ထားနိုင်ဖို့အတွက်သူတို့ကကြိုးစားတယ်နော်ကိုယ်စိတ်ချမ်းသာဖို့အတွက်အစင်မြဲသူတို့သည် အထုတ်တယ်အဲ့အတွက်ကိုလည်းတို့ဒီအမြဲတမ်းဘယ်လိုပြောရမလဲဆိုလို့ရှိရင်သူ့ကိုယ်သူအမြဲတမ်းအဲ့အတွက်ကိုဖြည့်စည်းနေတဲ့သူမျိုးဖြစ်နေတယ်နော်အဲ့တော့ကိုယ့်ဘက်ကဖြည့်ရမယ့်အကြောင်းတရားလေးကိုဖြည့်မယ်ကိုရွေးချယ်လိုက်တဲ့လူတစ်ယောက်ကလည်းမှန်ကန်မယ်ပြီးတဲ့အခါမှာဆက်ပြီးမှကိုနဲ့သူနဲ့နှစ်ယောက်တိဆောက်တဲ့အိမ်အောင်တဲ့ဘဝတစ်ခုမှာတပည့်တို့မိန်းကလေးတွေကရောင်ရဲတဲ့စိတ်ရှိဘူးလို့တယ်နော် ကိုရွေးချယ်လိုက်ပြီးသွားပြီဆိုရင်ဒီယောက်ျားတယောက်ကိုရွေးချယ်လိုက်ပြီးသွားပြီဆိုရင်ရောင်ရဲနိုင်မှုလို့တယ်အဲမရောင်ရဲနိုင်ဘဲနဲ့တပည့်တို့ရဲ့ဖြစ်ချင်တဲ့လောဘတွေအရင်များနေတယ်ဆိုရင်တော့ဘလောက်ပဲရွေးချယ်မှုတွေမှန်ကန်ထားပါစေအဲ့အိမ်တော်ရေးသည်တာယာဖို့ရမလွယ်ဘူးနော်အဲ့တော့မြစ်တာနဲ့ကိုရဲ့အိမ်တော်ဘက်ပေါ်မှာစင်စက်မပြတ်နော်ဆရာမတို့မေတ္တာစိတ်နဲ့သူ့ကိုသူ့အကျိုးကိုလိုလားတဲ့စိတ်နဲ့ ဆရာမတို့ပြုတ်မှုပြောဆိုဆက်ဆက်မင်းဆိုရင်အဲ့အိမ်တော်ကြီးကကံမကောင်းကြကြာမရှိအဲ့တော့ကိုဖြစ်ရမယ်အကြောင်းတရားတွေပဲဖြစ်အကျိုးတရားတွေကိုဘာမှစိတ်ဝင်စားနေเนาะဖြစ်တဲ့ဖြစ်တဲ့တိုင်းဖြစ်လာတယ်ဟုတ်ပြီလား